皆さんこんにちは。ဆန်ကဒီမှာအလုံးမင်္ဂလာပါ Hello Ola Japanese Language School ကနေပြန်လည်ကျေးဇူးလိုက်ပါတယ်ဒီနေ့ကတော့အခြေခံပညာဒါနရဲ့အပိုင်း16ကိုဆက်လက်တင်ကြားပေးမှာဖြစ်ပါတယ်ဒီအခြေခံပညာဒါနရဲ့ဘောနော်အပိုင်းအ16မှာဆိုရင်ဘာတွေသင်ရမလဲဆိုရင်ဒီ အခါတခါနာမမီမမေမိုဂျင်းနီကိုတင်ကြမှာဖြစ်ပါတယ်ဆိုတော့ခါတခါနာလေပါရမမီမမေမိုဂျင်းနီပေါ့နော်ဆိုတော့အရင်နေ့ကမှာတင်ခဲ့လေဆိုရင်အပိုင်း၁၄မှာတော့ငါဟုတ်ပါတယ်ဗာတင်ခဲ့လေဆိုတော့ခါတခါနာဒီနာနီအင်္ဂလိပ်ဂျင်းနီကိုတင်ကြခဲ့ရမှာဖြစ်ပါတယ်အခုတစ်ခါမှာတော့ထပ်ပြီးရောပေါ့နော်နာနီနဲ့ အဲ့ဒါ high food လို့သင်ခဲ့ရပါတော့။ high food ရဲ့လို့ပြီးဆိုရင်ဘာတက်ရမလဲဆိုတော့ဘာအဲ့နာနီနဲ့လို့ပေါ့နော်။အဲ့အကြောင်းလေးဒီနေ့ပြောပြပါမယ်။ဒီကဲအကြောင်းဆိုတဲ့နာနီမှုနဲ့အာ sorry မမီမှုနဲ့မူရင်းနီးပေါ့နော်။ပြောပြပေးပါမယ်။ဆိုတော့ကြည့်လိုက်ကြရအောင်။အရင်ဆုံးပေါ့နော်ဒီမကိုအရင်ဆုံးလေ့ကြည့်ကြမယ်။ဆိုတော့မကဘယ်လိုရမလဲဆိုတာကိုပြောပြပေးမယ်နော်။မကကျတော့သူကလွယ်ပါတယ်။ လွယ်ခဏခဏစကလုံးလေးမှာဆိုလွယ်တဲ့စကလုံးထဲမှာပါတယ်လို့သူသတ်မှတ်လို့ရတယ်ဘယ်လိုရေးမလဲဆိုတော့ပြပြမနော်ဆိုအရင်ဆုံးထမအောင်ဆုံးနေနဲ့ခဏခဏအာရေးရောလိုမျိုးလေးခေါင်းလေးရင်ဆွဲကတကယ်ဆက်ပြီးဆိုဒီကနေပြောမှာပါဇက်လိုလေးဆွဲလိုက်ဒါလေးကတော့ဘာလဲဆိုရင်မဖြစ်ပါတယ်ပြင်ကြမယ်နော် မမဒီမအနဲ့မနဲ့ဘာလို့ကြားလဲပြောမယ်နော်မကအဲ sorry ပြောပြပြန်ပြန်ရင်းလဲနော်မကဒီကိုဆွဲပါတယ်အက သူကဒီအထဲကိုဝိုက်တာဒီလိုလေးတအားအကြတော့အောက်ကဟာလေးကဗဇက်လေးကပြောင်းနေပြီးတော့မအကြတော့ဗဇက်လေးမဲ့နေတယ်ပေါ့နော်အဲအဲ့လိုလေးပြောလို့ရပါတယ်ဒါလေးကတော့မပါမပြီးဆိုရင်ပါလားမလဲဟုတ်ပါတယ်အရင်လွယ်ပေါ့နော်မိပဲဖြစ်ပါတယ်အဲမိပေါ့နော်မိမှာကြတော့ဆွဲချက်က၃ချက်ရှိပါတယ်ဘယ်လိုဆွဲမလဲဆိုရင်ပထမဆုံးတစ်ချက်အနည်းနဲ့ပေါ့နော်လိုလေးဆွဲပါမယ် the chair the chair đồng chạ the chair the chair đồng chạ the chair the chair đồng chạ đã rồi mi phía bài đấy mi bi rồi ပါလာမလဲဆိုရင်မူလာပါမယ်။မူလာတော့တိုင်းနော်။မူကကြတော့ဆွဲချက်ကသူကနှစ်ချက်ရှိပါတယ်။ပထမဆုံးတစ်ချက်အနည်းငယ်ကတဲပုံလေးဆွဲလိုက်ပါမယ်။လိုလေးပေါ့နော်။ခါဝုံးပုံလေးနဲ့လည်းတူရဲ့။လိုလေးဆွဲမယ်။ဆွဲပြီဆိုရင်ဒီဘေးကနေဒူလေးထားလိုက်ပါမယ်။ဒါကကြတော့ဒီမှာနည်းနည်းမသေးရပေါ့နော်။ mouse နဲ့ရရဖြစ်တဲ့အတွက်အလိုနည်းနည်းအမိုင်းလေးဖြစ်ဖြစ်ပါပါရဲ့။အရင်ဆုံးပြန်ပြောမယ်နော်။ ပထမဆုံးတစ်ချက်အနေနဲ့ဘယ်လိုဆွဲရမလဲလိုက်ဆွဲနော်ဆွဲပြီးပြီးပြီဆိုရင်ဒုတိယတစ်ချက်အနေနဲ့ကလိုလေးထည့်လိုက်မယ်ဟုတ်ပါရဲ့ဒါလေးကဘာလဲဆိုရင်သူကမမမမစိတ်နေနော်မမရမလားမရမလားရပါမယ်နော်လေးပြမယ်ဘယ်လိုရေးမလဲတစ်ချက်နှစ်ချက်မရအစ်မရောနေမိအစိုင်းမူရပါ ရောင်ပြီးမတယ်မုမုကျမကြာဘယ်လိုပြောမလဲဆိုရင်မကကြာတော့အနဲ့တူပါတယ်ခေါင်းလေးရယ်ပါဇက်လေးရယ်လို့မှတ်ထားရပါပြီအဲ့ဒါကမပါမပြောနဲ့နော်ခုနအမဆိုခုနမူမူပြောမဲလာမယ်မဲမှကြတော့ तू ကဆွဲချက်ကနှစ်ချက်ပဲရှိတယ်ဘယ်လိုဆဲမလဲဆိုရင်တော့ပထမဆုံးတစ်ချက်အနည်းငယ်က tip a white အချောင်းလေးဆွဲမယ်နော်ဟုတ်ပဲ tip white အချောင်းလေးချောင်းဆွဲပါမယ် ဆွဲမယ်ဆွဲပြီဆိုရင်ဒီကနေပေါ့နော်အပေါ်ကိုခုံးပြီးတော့ release ဆက်လိုက်ပါဒါလေးကတော့ sorry မောက်ကဆွဲမိရလို့တော့ဒါလေးကပါလဲမဲပေါ့နော်မဲရေးရိုက်ပါတော့မဲဒီမှာဆိုရင်တခုရှိရာက out အရန်ကြီးလက်ရှိထွက်နေရဘူးဒီမှာဆိုရင်ရေးတယ်ပေါ့နော်အလယ်ကဖြတ်လိုက်တဲ့ဟာလေးရလေဒီနောက်ဆုံးအလုံးလိုကြီးဖြစ်နေမှာနော်မဆောင်လို့အလယ်တက်တက်ကြီးလည်းမကြရအောင်အလယ်တက်တက်ကြရင်လည်းအဲ့ဒါကြီးကမားတယ်မဖြစ်မဖြစ်ဘူးပေါ့နော်ပြီးတော့ဒီ sound ဆိုရင်တခြားလေး sound ထားရမယ်ပြရေးပြမယ်နော်တစ်ချက်နှစ်ချက်ဒီလိုလေးမှမှန်တယ်တနော်နာမည်ဆိုတော့ဒါလေးကဗာလဲမဲအဲမဲပြီဆိုရင်ဒီနေ့ရေပေါ့နော် ခတာခနမမီမှုမယ်မူရဲ့နောက်ဆုံးအလုံးဖြစ်တဲ့အားလေးလာပါပြီမလာပါမလဲဟုတ်ပါရဲ့မို့ပဲဖြစ်ပါရဲ့မို့တစ်ချက်နှစ်ချက်သုံးချက်မို့ပြန်ပြောမနော်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက် လုံးချက်ရပြီနော်ရပြီဆိုရင်ဒါကတော့နောက်ဆုံးမိုးပဲဖြစ်ပါတယ်ကဲမိုးဒီပြီဆိုရင်ပြန်ပြီးတော့လုံးကြည့်မယ်ပြန်ပြီးတော့မမ်းမိမှုမယ်မိုးကိုတစ်ခေါက်ရင်ကြီးကြည့်ကြရအောင်တူတူကြီးကြည့်ကြမယ်နော်ကဲပါအတူတူကြီးကြည့်ကြပါမယ်ဒီမှာလေးစက်ကောင်းလေးရင်းနေရမှာအခုကဒီဝါတာရှိကဒီစက်ခရမမှာချစ်ပြနေလို့နော်နော် အဲချစ်ပြနေဖို့အကြီးကြီးကြီးတာပြန်လက်တွေ့မှာတချို့ရဲ့အကြီးကြီးကြီးလို့မရအောင်เนาะအကြီးကြီးရေးရင်မားပါတယ်စောင်းနေတဲ့အကြီးကြီးကမဆက်အောင်ပေါ့เนาะဒီမှာက subscribe ပေါ်မှာမြင်တာထင်တာရှိအောင်လို့ချစ်ပြတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရပါမယ်เนาะတိတိလေးရေးပြပါဆိုတော့ဒီမှာဆိုရင်မားဘယ်လိုရေးမလဲဟုတ်ပါရဲ့မားဘယ်လိုရေးပါမလဲမားလေးကမျက်နှာမဲတယ်အာ sorry တော်တယ်နော်ရပြီအရင်လည်းမရှိနေပါတော့ဒါလေးကမမလေးကဘာဖြစ်လဲညနာမေးပါရဲ့အားကပြုံပြုံလေးပါပေါ့နော်သူတို့ကစန့်ကျင်ဘက်မိမိကိုရင်းမယ်မိရကြဘလို့ရင်းမလဲတစ်ချက်နှစ်ချက်သုံးချက်မိပြီးရောမူမူကဘလို့ရင်းမလဲဟုတ်ပါရဲ့မူကလို့လေးဆွဲမယ် ဒီလိုလေးဆွဲလိုက်ပါမယ်ဒါလေးကတော့မူပေါ့နော်မူပြီးပြီဆိုရင်မဲမဲကတော့အလွယ်ဆုံးမဲအလွယ်ဆုံးဆိုပေမဲ့လေသူလက်ခတ်တော့ခတ်တယ်ဘာခတ်တယ်ဆိုတော့အဲ့အလယ်မြင့်တန်းအောင်ဆိုရခတ်တယ်နော်အားတိတ်ခတ်ပြီးတော့မို့ရင်မဲမူကကြတော့တစ်ချက်နှစ်ချက်သုံးချက်ဒါလေးကမို့ဆိုမို့လေးပြင်ပြပါမယ်နော်မို့လေးနည်းနည်းလေးဟိုလိုရှုပ်လို့ပါတော့လို့ဆိုတာ နော်သူစတဲ့အမှတ်လို့ခတ်တယ်နော်အမှတ်လို့ခတ်တယ်လွေးစက်ပြောတည့်ရှင်အပေါ်ကနေအောက်ကိုလွေးသွားမဆွဲနဲ့နော်အဲ့ဒါမှားနော်အဲ့ရမှားအဲ့လိုလုံးဝမလုပ်ပါဘူးပြီးရင်အဲ့အကြောင်းလေးကိုလည်းတိကျလေးပြပြမယ်နော်ဆိုတော့ဒီမှာကျတော့ဒီလိုလေးဆွဲလိုက်ပါမယ်ဒါလေးရပါလေမို့ I'm sorry မို့ဒီမှာလေးတစ်ခုရှိတာကအဲ့ခုနစစပြောသွားရယ်လीအချက်တွေကအရန်ကိုအကြီးကြီးပါရယ်ပေါ့နော်ခုနကပြောခဲ့ရယ်လी ဟုတ်လားအရင်နေ့ကလည်းပြောပါရဲ့ဘယ်လိုပြောလဲဆိုရင် तू ကရေအဲ့လိုဒီပေါ်နော်ပြောထားတယ်ရဲ့အတိုင်းပဲသူ့ရဲ့ရေးနေ့အတိုင်းပဲရေးရမယ်အပေါ်ကအပေါ်ကနေအောက်ကနေအပေါ်အဲ့လိုမပြောင်းမြောက်မဆွဲရဘူးပြောင်းမြောက်ဆွဲရဘာမှားရဲ့အဲ့ညမှာဒီနေ့အားအားလေးကိုပြပြောချင်တယ်ဆိုတော့အခါကျတော့အဲ့ဒါလေးကပေါ်နော်ဒီလိုပြပြပြောလုံးလိုက်လို့မရဘူးအဲ့ဒီဆွဲတဲ့အချက်ကအရင်အရေးကြီးရဲ့အဲ့အတွက်ကြောင့်စကလုံးတစ်လုံးကိုရေးပြမယ်ပေါ့နော်မျက်မျောရေးပြမယ်ဆိုတော့ နိုင်နော်ဖေဘာရေးပြကောင်းမလဲဟုတ်ပြီမဲကိုပဲရေးပြလိုက်မယ်မဲကိုခုနတုန်းကအပေါ်ကနေအကိုဆွဲရလို့ပြောခဲ့ရနော်ဟုတ်ပါပြီခုအအပေါ်နဲ့အမှန်ကိုရေးပြလိုက်မယ်နော်တစ်ချက်နှစ်ချက်ကဲလူလေးဆွဲမယ်လူဆွဲရနဲ့ခုနကအမိုင်းกว่าအမိုင်းဆွဲမယ်အမိုင်းဆွဲမယ်ဒီတရားယူလေဒီဘေးကနေဒီဘက်ကိုစောင့်ချမယ်ဆိုရင်ဒီနှစ်ခုမှာဘေးဟာလာတယ် ဟုတ်တယ်နော်ကြည်လိုက်လို့ရှိရင်အရှိကပို့ပြီးပုံစံကြရတယ်မော်ဒါအဲ့ဒီနောက်ကဘာကွာလဲဆိုတော့သူ့ရင်းတိုင်းမရင်ဒီကျေတော့ညာလက်ကရေရနဲ့ဘဲလက်ကရေရမတူဘူးအဲ့လိုပဲသူ့ရင်းနှီးအမှန်တိုင်းရင်ညာလက်ကရေသူလို့ဖြစ်မယ်ရင်းနှီးအဲအမတိုင်းရင်ရေကိုမကျွမ်းကျင်တဲ့ဘက်ပေါ့နော်ကိုမကျွမ်းကျင်တဲ့ဘဲဘက်ကနေရေသူလို့ဖြစ်နေမယ်အကြရင်သကုံကြီးကမပြီးမတနဲ့တယောက်ကဖတ်တဲ့ခါမှာလေကိုရဲ့သကုံကအတိတ်ပဲကမတက်ရောက်တော့ဘူးပေါ့နော် အဲ့ဆိုရမှာနော်။ကဲပါအဲ့ဆိုဒီနေ့ပြောချင်တာလေးကတော့အဲ့ဒါပါပဲ။ဆိုတော့ဒီနေ့ သင်ပေးခဲ့တာကိုပြန်ပြီးတော့ခြုံပြောရမယ်ဆိုရင်ဒီနေ့သင်ခဲ့တာ ਈ ကခတာခနာမာမီမူမဲမူယင်းဤကိုသင်ပေးခဲ့တယ်နောက်တစ်ခါဘာလို့ပေါ့နော်အဲဆွဲချက်တွေကိုသူ့အတိုင်းလက်ဆွဲဖို့အရေးကြီးရလဲဆိုတာကိုအနည်းငယ်ရှင်းပြခဲ့ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုစိတ်ကျေနပ်မှုရှိမယ်လို့လည်းမျှော်လင့်မိပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုလေးမှပြန်တွေ့ပါအောင်မယ်ဒီနေ့နားထောင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါ ါရယ်နောက်ထပ်ဒီ channel ကနေပြီးတော့မှပို့ပြီးစိတ်ဝင်စားစရာကောင်းတဲ့ဂျပန်စာရေးနောက်တစ်ခါပို့ပြီးတော့ပေါ့နော်ကိုယ့်ရဲ့အဲဘယ်လိုပြောရမလဲဂျပန်စာပေါ့နော်ဂျပန်စာကိုတိုးတက်စေမယ့်အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးမှာမလို့ channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်အားဆိုရင်တော့ဒီနေ့ video ရရောဒီလောက်ပါပဲအားလုံးပဲတတနောက်နေ့ video မှာပြန်တွေ့ကြပါမယ်ဆာရနာရာありがとうございます